မိတ်ဆွေများအလုံးမဲမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ဝေမြအတင်းဆက်ပြီးသွားခြင်းနဲ့အကြောင်းအရာလေးကတော့တိပောက်ကံဝေကျေကံပါသောအမတ်သားဆိုတဲ့အကြောင်းအရာလေးကိုဘဝတုတ္တအဖြစ်ဝေမြအတင်းဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ဗျာတိပောက်ကံဝေကျေကံပါသောအမတ်သားအတန်လန်ကြောင်းကိုအာယုလန်းပေါ်မှာတရိကံပါနေရင်ငွေကျေကံကောင်းပြီးငွေအမြောက်များဝင်တတ်ပါရဲ့ ဝေကံကောင်းသလိုအိုးအိနေရာထိုင်ခင်ကံထီကံမတော်ရင်ကကံကောင်းမမေအမသာဖြစ်ပါれဒရိကံအမသာနေအတူအသက်လန်းကြောင်းဘေးကနေမြင်းအပူလေးပါနေရင်တော့ကျင်းသည်ထီပေါင်းမီလက္ခဏာပဲဖြစ်ပါれဒီအမသာပေါ်လာတဲ့အသက်အပိုင်းချမှာခဏလေးအတွင်းချမ်းသာနိုင်တဲ့အပြောင်းလဲကောင်းတွင် ဂျုံတွေ့ရပါလိမ့်မယ်။စာမွေးပွဲအောင်ခြင်း၊အင်ချမ်းမြေကားရရှိခြင်း၊လာစာတူးခြင်းများဂျုံရပြီး ဝင်းငွေကောင်းကောင်းရရှိပါလိမ့်မယ်။အသက်လန်းကြောင်းဘေးကမြေအမတ်သားဟာငွေဝင်ဖို့အတွက်ရည်မှန်းထားတာဖြစ်စေ၊ရည်မှန်းထားတာတဲ့ပုံရိပ်ဖြစ်စေချက်ချင်းအကျိုးရပါလိမ့်မယ်။ဒါကြောင့်ငွေကန်ကောင်းတယ်လို့ဒီပေါင်းစင်မြေအမတ်သားလို့လဲဆိုနိုင်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်အခုဝေမျှပေးသွားတဲ့အကြောင်းအရာလေးကတော့ထီပေါကံငွေကြေးကံပါတို့အမတ်သားဖြစ်ပါလေမိတ်ဆွေများအားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်